နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကဖိလစ်ပိုင်သမ္မတဟောင်းဒူတာတီအားငွေစည်းဝါတိုက်ဖျက်ရေးစစ်ပွဲမှာလူသားမျိုးနွယ်ကိုဆန့်ကျင်တဲ့ရာဇဝတ်မှုတွေကျူးလွန်မှုနဲ့ဖမ်းဆီးဖို့ဖမ်းရမ်းထုတ်ခဲ့ပြီးနောက်နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုရဲ့တောင်းဆိုမှုနဲ့ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကဒူတာတီအားမတ်လ17ရက်မှာဖမ်းဆီးခဲ့ကြောင်းရိုက်တာမှဖော်ပြခဲ့ပါတယ်။အင်တာပိုမနီလာရဲတပ်ဖွဲ့အား ICC ရဲ့ဖမ်းရမ်းမိထုကိုမတ်လ17ရက်နေ့နေ့ပိုင်းကလက်ခံရရှိခဲ့ကြောင်းဖိလစ်ပိုင်သမ္မတရဲ့စက်သရေးယုံကောင်းထုတ်ပြန်ခဲ့ပါတယ်။သမ္မတဟောင်းဟာစစ်မှားရေးကောင်းမွန်နေပြီးအစိုးရဆရာဝန်တွေရဲ့စစ်ဆေးမှုကို ခံယူပြီးပါပြီ။ဆရာဝန်တွေကလည်းဒူတာတေးရဲ့ကျမ်းမာရေးကောင်းမွန်တယ်ဆိုပြီးပြောပါတယ်လို့ထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။လက်ရှိမှာဒူတာတေးဟာအာနာပိုင်တွေရဲ့ထိမ့်သိမ်းခြင်းကိုခံထားရပါတယ်။ Facebook ပေါ်မှာပြန့်နေနေတဲ့ဗီဒီယိုတစ်ခုမှာလင်းအဖြစ်ခေါ်ဆောင်ခံလာခဲ့ရတဲ့ဒူတာတေးဟာရဲရရှိတွေကိုစကားပြောနေပုံအားမြင်တွေ့ရပါတယ်။ခမားကကျွန်တော်ကိုတက်လို့ကတက်နိုင်ပါတယ်။ဒါပေမဲ့ခမားကနိုင်ငံသားသားတွေဘက်ကယက်တီမယ်ဆိုရင်တော့ကျွန်တော်ကခွင့်ပြုမှာမဟုတ်ပါဘူးလို့ဒူတာတေးကပြောကြားခဲ့ပါတယ်။ရဲရရှိကတော့သူတို့ဟာလုံထုံးလုံနေအတိုင်းလှုပ်ဆောင်ရခြင်းဖြစ်တယ်လို့ပြန်လည် ောကြားခဲ့တာကိုဗီဒီယိုထဲမှာမြင်တွေ့ရပါတယ်ဒူတာဒေးကိုဗီလာမော်လေတက်စကန်ကိုခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီးအဲ့ဒီလေးစိမ့်မှာတစ်စင်နယ်သာလန်နိုင်ငံဒီဟိတ်မြို့ရှိ ICC ကိုတွားရောက်ပွဲရှိတယ်လို့မီဒီယာတွေကဖော်ပြခဲ့ပါတယ်ဒူတာဒေးဟာဖိလစ်ပိုင်သမ္မတအဖြစ်တာဝန်ထမ်းဆောင်တဲ့2016ခုနှစ်မှာ2022ခုနှစ်အတွင်းလူပေါင်းထောင်ချီတည်ဆုံခဲ့တဲ့မူရစ်စေဝါတိုက်ဖြတ်ရေးစစ်ပွဲကိုဆင်နွှဲခဲ့တာကြောင့်ပြည်ရင်းပြည်ပရဲ့ဝေဖန်ခြင်းကိုခံခဲ့ရပါတယ်အဲ့ဒီမူရစ်စစ်ပွဲအတွင်းတည်ဆုံသူတွေရဲ့ကျင့်ရသူမိသားစုတွေနဲ့အတိုက်ခံနိုင်ငံရေးသမားတွေရဲ့တိုင်ကြားစာတွေကြောင့် ICC ကဒူရာတေးရဲ့မူရစ်စစ်ပွဲကို2018ခုနှစ်မှာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။